ားလုံးပဲမင်္ဂလာပါရှင်။ခစ်တစ် TV သတင်းဌာနကနေပြီးတော့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့လယ်ကောင်ရှိကြောက်တရာရဲစခန်းကိုလက်ပြုံဖြစ်သွင်းတိုက်ခိုက်မှုရဲစခန်းရှိကိုကင်းတဲ့အနီးကျရောက်ပောက်ကွဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့လယ်ကောင်ရှိကြောက်တရာရဲစခန်းကိုလက်ပြုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာရဲစခန်းရှိရှိကင်းတဲ့အနီးကျရောက်ပောက်ကွဲခဲ့ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ ယနေ့နိုဝင်ဘာလ25ရက်နေ့နဲ့အစောပိုင်းတနားရီခန့်ကရန်ကုန်မြို့ကျောက်တရားမြို့နယ်စူးလီဖျားလမ်းမပေါ်ရှိကျောက်တရားရဲ့စက်ခန်းကိုမျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်များကလက်ပြပုံနှလုံးဖြင့်ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာရဲစက်ခန်းရှိကင်းတဲအနီးကြားရောက်ပောက်ခွဲခဲ့ကြောင်းသိရပါတယ်။လက်ပြပုံနှလုံးနဲ့တိုက်ခိုက်ခဲ့တာရဲစခန်းရှိကင်းတဲတွင်နာကြားရောက်ပောက်ကွဲခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကပွဲပီးတာနဲ့ချက်ချင်းပြန်ဆုတ်ခဲ့ရတာမို့နောက်ဆက်တွဲအခြေအနေမသိရဘူး။လူရှင်ပြေးလန်းရှင်းတဲ့အချိန်ကိုအချိန်ယူလုံးဆောင်ခဲ့တာပါ။မျိုးတွေကအဲ့ဒီစခန်းကို လှုပ်ချင်လို့လို့အချိန်တလားလောက်ယူပြီးတေးသေးချာချာလေးကျင့်ပြီးမှလှုပ်ခဲ့တာဖြစ်ပါတယ်ဟု Operation Flame သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်ရှင်ရဲ့စကန်းတီအကျန်းဖတ်စစ်တပ်အတူရောက်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်ကလှုံ့ဆော်လျက်ရှိသည့်အပြင်မိဘပြည်သူများကိုညှိမျိုးစုံဖြင့်မတရားဖမ်းဆီးနှိပ်စက်နေသောစကန်းတစ်ခုဖြစ်ကြောင်းထို့ကြောင့် Operation Flame Fire Power အထူးစစ်ဆင်ရေးစစ်ရေးပြတ်မှတ်အဖြစ်ထိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းအတည်ပြုထားပါသည် အဆိုပါစစ်စင်ရေးကို Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမြင့်နိုင်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်လာတာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့များပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ Operation Flame အနေဖြင့်အကြံဖက်စစ်ကောင်စီကပြုလုပ်ဖို့ဆောင်ပေအတူရောင်ရွေးကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအလုံးနဲ့အတူလက်တွဲ၍အကြံဖက်စစ်တပ်ကိုအရှိန်မြှင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အလုံးမဲရွှင်လန်းချမ်းမြေကြပါစေရှင်။